တော့ master တက်မယ်ဆိုရင်ကျောင်းသားက language ကိုတက်မယ်ကျောင်းကိုသွားမယ်မျိုးကိုမှလိုအပ်ချက် bachelor တော့အဓိကရှိဖို့ရှိထားမယ်ပေါ့နော်နောက်ပြီးကိုတခြားတက်ထားတဲ့ဟလာဒီဟို diploma တွေတော့လောက whatever ကိုရသလောက်တာကိုတခြားပြင်ဆင်ထားโอเคအဲ့တော့လေဟိုအရှိမ shipping group ကိုပေါ့နော် bachelor's မပြီးဘဲနဲ့ master join လို့ရလားဆိုရယ်မေးခွန်းမျိုးတွေမေးမှုတွေပေါ့နော်အဲ့တော့ အဲချစ်ပင်းနေနေလေးရှော့တော့ဖြစ်သွားတာဘာကြောင့်လဲဆိုရင် bachelor's မပြီးဘဲနဲ့ master တန်းခွန်လို့လည်းမရဘူး PhD သွားလို့လည်းမရဘူးတစ်ချက်အဲဂျာမနီနဲ့ပတ်သက်ပြီးတော့ပြောတာအဲ့တော့ဂျာမနီမှာ public university ကိုတက်ချင်တယ်ဆိုလို့ရှိရင်ကိုကအရှိမ bachelor's အဲ talent ပါလို့၄နှစ်ပေါ့နော်မြန်သွားပြင်ရကြတော့ လေးနှစ် bachelor's ပြီးထားရမယ် order မှာမဟုတ်လို့ရှိရင်ကိုကဟာလားရှိရ bachelor's ကအဲဒီ medicine နဲ့ပတ်သက်တာပဲဖြစ်ဖြစ်အ engineering နဲ့ပတ်သက်တာပဲဖြစ်ဖြစ်ဆိုလဲအဲ့ဒါအကောင်းနေပေါ့နော်အဲ့တော့နောက်တစ်ခုကကိုကဟိုများသောဖြင့်တော်တက်တဲ့ပမာကျောင်းသားတွေကကြတော့ English Top Program ဖြစ်တဲ့အတွက်ကြောင့်မလို့ IELTS ကိုပြရမယ်အမှတ်ကောင်းနေအမှတ်များလေးကောင်းနေပဲပေါ့အဲ့တော့6.57လောက်တော့ရသင့်တယ်အဓိကကိုရှောက်မဲ့အကြောင်းကိုကိုတိချ research လုပ်ရမယ်ကိုသွားမဲ့မျိုးကဒီအကြောင်းကဟလာကျောင်းကတော့ဝင်ဝင်ရတော့လွယ်သွားတယ်ဒါပေမဲ့ဟိုအလုတ်ကန်ခွင်းလမ်းမကောင်းတာမျိုးပါလို့ဆိုရင်အဆင်မပြေဘူးအဲ့တော့ teacher research လုပ်ပါ master term ရဆိုလို့ရှိရင်အဲမြန်မာစေတန်း plus uh university ကိုမှာ3-4နှစ်ပြီးထားတာပေါ့เนาะ3 to 4 years school ရဲ့ bachelor's degree ပြီးထားတာပြောက်ကိုပြရပါမယ်အဲနောက်ပြီးရဲ့ခါကျခုနပြောသလိုပေါ့เนาะ medicine နဲ့ပတ်သက်တာ engineering နဲ့ပတ်သက်တဲ့ဟာတွေပေါ့အဲအဲ့အရာတွေနဲ့ပတ်သက်ပြီးတော့ကိုက6-9နှစ်တက်ထားတယ်ဆိုလို့လေအဲ့ bachelor's degree ပြီးထားတယ်ဆိုလို့လေကောင်းတယ်ဒါမှမဟုတ်လို့ရှိရင်ဟာလာကိုကပွဲမရသေးဘူးဒါပေမဲ့ အနည်းဆုံး6နှစ်တက်ပြီးရတူတွေရှိခဲ့ပြီပဲ။ရဲ့အာ9နှစ်တက်ပြီးရတဲ့သူတွေရှိရတာဆိုတော်တော်လေးလွတ်လွတ်ကျွတ်ကျွတ်ပေါ့။အဲ့ကူက master တက်လိုက်ပြီဒီနယ်တစ်ခုမှတော့တက်တယ်သူတို့မှဟာလာပြီနယ်16ခုရှိရဆိုရင်တစ်ခုမှတက်လိုက်ပြီဆိုလို့ရှိရင်အဲ့ဒါနဲ့ပတ်သက်တဲ့ဟာကိုအဲ့မျိုးအကြောင်းမှာကိုကတည်တင်တယ် not only the university university တစ်ခုလည်းနေမဟုတ်ဘူးပေါ့။အဲ့ဒါကိုတိကျသတိထားပြီးကြည့်ဖို့ပြောချင်တယ်။နောက်ကိုရဲ့အင်္ဂလာကကိုရဲ့ ကြောင်လာကြတယ်။နောက်ကိုယ် part time part time လုပ်မယ်ဆိုလို့ရှိရင် English Top Program ဘလောက်ပဲကျွဲလို့အင်္ဂလိပ်စာရရင်အဆင်ပြေတယ်ဆိုတာထက်ဆိုင် part time လုပ်ဖို့အတွက်ကို German စာလည်းပြင်ဆင်သွားတဲ့။ဟုတ်လား German စာကိုအနည်းဆုံးဟို A2 လောက်ပေါ့နော်ပြင်ဆင်သွားတဲ့။အဲဘာဖြစ်လို့လဲဆိုရင်အဲ့လောက်လောက်မှလည်း communicate လုပ်လို့ရမှာ။ ဲ့သူတို့ပြောရင်ကိုကနားလဲမှာမြို့အကြီးကြီး Berlin လို့ Frankfurt လို့ Munich လို့ဆိုကိစ္စမရှိအញ្ញာနယ်ပယ်ရောက်သွား English လို့နည်းနည်းလေး communicate လုပ်ရမှာခက်မှာဆိုလို့အဲ့ဒါလေးကိုပြင်ဆင်ချင်တယ် IELTS လို့လည်း German စာလို့လည်းပေါ့နော်အဲ့တော့ budget ကကြတော့လေတင်းအနည်းဆုံး master တက်တက်မယ်ဆိုလို့ရှိရင်အကြောင်းဘုရား public university ဖို့လို့ free ဖြစ်တော့ညာလည်းပဲ semester ကြီးတည်တည်လေးတွေရှိရပါတော့။ဒါပေမဲ့ master အတွက်ကကိုတော်ရင်တော်တယ်လို့ language ကအဲ့လို C1 C2 လောက်ရှိရဆိုလို့ရှိရင်လည်းလေလို scholar ပေးတာလေးရှိရ။အော်တစ်ချက် Chapillo Funglish မှာဆိုလို့ရှိရင်အခုလာမဲ့နောက်နောက်လာပေါ့နော်အခု2025လေးလာပိုင်းအချက်ပင်ကြီးရဲ့မွေးလာဖြစ်တဲ့အကြောင်းမလို့အဲ့ဒီမှာအချက်ပင်ကြီးတို့ မြန်မာကျောင်းသားကျောင်းသူတွေအတွက်အဓိကဂျာမနီကိုစိတ်ဝင်စားတဲ့ကျောင်းသားကျောင်းသူတွေအတွက်ကို scholarship နဲ့ပတ်သက်တဲ့အာ package လေးတစ်ခုပေါ့နော်အဲ့ program လေးတစ်ခု season ပြီးဖို့ရှိပါတယ် stage room မှာအဲအဲ့ဒါလေးကို DVD ကိုအရှိန်ဗီဒီယိုမှာထည့်ပြထားတယ်ပေါ့နော်ဟို that be very interesting တကယ်ကြီးစိတ်ဝင်စားတဲ့ ဟိုဂျာမီမှာကြောက်တက်ချင်တယ်သူကိုယ့်ရဲ့ education background ကကိုတကယ်ကြီးစာဟိုမလုံးဝဟို academic life ကိုတကယ်ကိုနှိမ့်ချိုက်ပြီးတကယ်ကိုဟလာဟို above every ရှိတဲ့ကျောင်းသားလေးတွေအတွက်ပေါ့နော်သူရဲ့ဟိုအမစင်းနေအရန်ကောင်းတဲ့သူတွေအတွက်ကိုချစ်ပင်လို့ဂျာမနီဘက်ကိုအဲ package လေးတခုလုပ်ပေးဖို့ရှိပါတယ်ပေါ့နော်အဲ့တော့ yeah အခုနပြောရဲဂျာမန် language ကြီးအင်္ဂလိပ်စာနဲ့ပတ်သက်တဲ့ဟာတွေနောက်ပြီးပတ်စံနဲ့ပတ်သက်ပြီးပြင်ဆင်မှုတွေပေါ့အနေဆုံးသိန်း 600နဲ့900ကျောက်တို့တွက်တဲ့ကိုသွားမဲ့မြို့ကိုလည်းမူတည်တယ်လို့ block account အတွက်လည်းပါပြီးသားပေါ့1200ပြရမယ်လေ block account ဘယ်နဲ့မှတစ်နှစ် save လုပ်ထားတာကကြတော့1100 11208လောက်တည်အဲ့လောက်လောက်ပြရမှာလीเนาะဆိုရဲခါကြတော့ yeah um စာအရန်လုပ်ရလိမ့်မယ် master ကဘာကြောင့်လဲဆိုလို့ရှိရင်ဒါပြီးသွားရင်ငါ company ကောင်းကောင်းမှလုပ်မယ်ဆိုတော့ company ကောင်းကောင်းကလည်းတကယ်လူတော်လူကောင်းတွေပဲခေါ်မှာ တကယ်ကြီးတော်တယ်တကယ်ကြီးကြည့်ပြီးရအမှတ်တွေ share ကောင်းနေတဲ့သူတွေပဲကုမ္ပဏီကြီးတွေကလည်းခေါ်မှာစကိုကအရာအလုံးကောင်းကို tough life ကြီးကိုရင်ဆိုင်နိုင်ဖို့ကိုကကိုကိုတက်ဖို့လဲစိတ်ပိုင်းဆိုင်ရာပြင်ဆင်ထားတဲ့နေပေါ့နော် yeah ဆိုတော့တေချာဖို့ကိုသွားမဲ့မြို့လေးဒီအเจ้าကြီးတေချာရေးဖို့တော့လိုမယ်ပေါ့နော်ဆိုတော့ နောက်ပြီးတော့ဂျာမန်စကားကျွမ်းဖို့ကလည်းလိုသေးတယ်တကယ်တမ်းကိုကတခြားယာရီရန်ကောင်းနေတယ်အမှတ်တရရန်ကောင်းမဂျာမန်စကားမရရင်လည်းကိုအတွက်ကတားကြီးရမဖြစ်နိုင်ဘူးဆိုတာမျိုးဖြစ်သွားမှာစလို့အဲကိုရောက်တော့မှစာရီအရန်လုပ်နေတဲ့အချိန်မှာဂျာမန်စာကိုလုပ်ဖို့ချိန်ရှိဘူးတော့အဲ့လိုကြောင့်မို့လို့အဲ့ဒါလေးတခြားပြင်ဆင်ပေါ့ဂျာမန်စကားကောင်းတာလေးတမန်သားတယ်နော်ဆိုတော့อ่ะအဲ့တော့ကိုက research လုပ်ဖို့ကောင်းကောင်းလုပ်တတ်ဖို့ research skills တွေကောင်းဖို့အတွက်ကိုလေးတခြားလေးပြင်ဆင်ပါ research မလုပ်တတ်ရင်တပန်းရှုံးနေအဲ့ဒါလုံးဝသိကြရတယ်။ကိုရီးယားတဖြည်းဖြည်းနဲ့ဒါရနေချင်းညချင်းရတိုးတက်လာမှာမဟုတ်ဘူး။တဖြည်းဖြည်းနဲ့ဘယ်လို research လုပ်ရမှာလဲ။ဘာတွေသိဖို့လိုအပ်တာလဲ။ဘာတွေဘယ်လောက်ထိစိတ်ကလည်းရှိဖို့လိုတာပေါ့နော်။အဲ့အဲ့ဒါလေးလေးပါ။အဲ့တော့ master တက်မယ်ဆိုရင်ကျောင်းလာက language ကိုတက်မယ်ကျောင်းကိုသွားမယ်မျိုးကိုမလိုအပ်ချက် bachelor's တော့အဓိကရှိဖို့ရှိထားမယ်ပေါ့နော်။နောက်ပြီးကိုတခြားတက်ထားတဲ့ဟလာဒီဟို diploma တွေတော့လောက whatever ကိုရသလောက်တာကိုတခြားပြင်ဆင်ထားနော်။ အမှတ်တွေအများတန်းကောင်းနေဖို့ဒီဟလာကိုယ့်ရဲ့ဒီ bachelor တော့တခုပြောတာကကြတော့သူတို့ကဂျာမနီရဲ့ဒီ public university ကကျောင်းဖို့မပေးရအဖြစ်တဲ့အတွက်ကြောင့်မလို့တကယ်ကိုတော်ပြီးတကယ်ကို willingly ကျောင်းတက်ချင်တဲ့အမှတ်ကောင်းတဲ့ကျောင်းသားတွေကိုပဲခေါ်တာဖြစ်တဲ့အတွက်ကြောင့်မလို့ကိုပြီးထားတဲ့ bachelor's ကလည်း GPA ကောင်းဖို့လိုပါတယ်အဲ့ခါမှာကိုက GPA ကဟိုအနည်းဆုံးတော့ तू က2.5လောက်ပေါ့ဟလာဆိုလို့ရှိရင် နည်းနည်းလေးနှီးချက်လာပြီပေါ့ဒါပေမဲ့ကိုတက်မဲ့ကြောင်းကိုနည်းနည်းလေးဟာလာစုံစမ်းရမယ်ဒီလို university direct နေရတာရှိတယ်လို့ uni assist မှာကိုကဝင်ပြီးတော့အဲကြည့်လို့ရတာရှိတယ်ဒီဒီလို annabel တို့ uni assist တို့မှာလည်းဝင်ပြီးတော့လေ့လာလို့ရတယ်ပေါ့နော်အကယ်၍ကိုမေ့ချင်တာရှိရဆိုဒီ video အောက်မှာ comment လေးပေးထားပေးပါချစ်ဖြစ်ပေးမယ်အဲ့တော့အရှိ အပတ်ဒီမှာအရင်အလုပ်များတဲ့ constitution နဲ့ဒီ Germany တော့ကိုများတဲ့အတွက်ကြောင့်ပဲချက်ပြီးဗီဒီယိုလုံးဝမရိုက်ဖြစ်ဘူးဒါပေမဲ့အခုပုံမှန်ပေါ့နော်ပြန်တင်သွားပြီးမယ်ဆိုတော့ TikTok YouTube တို့ Facebook တို့မှာလည်း follow လုပ်ထားပြီးပါအောင်ချက်ပြီးလို့ရှိမှာ Germany သွားဖို့စိတ်ဝင်စားရတဲ့ဆိုလို့ရှိရင် German စာသင်တန်းကို native and local တကယ် qualified teachers တွေ master candidate တွေပဲချက်ပြီးတော့မှအဲဂျာမန်စာသင်တန်းအတွက်ပေါ့เนาะတကယ်ကိုတော်တဲ့အဲဂျာမန်သင်တဲ့ဆရာမ၃ယောက်ရှိပါတယ်အကုန်လုံး master candidate တွေပဲအဲနောက်ပြီးတဲ့အခါကျတော့အဂျာမန် native teacher လည်းရှိတယ်အဲ့တော့ချက်ပြီးတော့မှအခုတခြားနိုင်ငံတွေကနေ B1 ပြီးထားတဲ့သူတွေဆိုလို့ရှိရင်ချက်ပြီးတော့ native နဲ့ပဲထည့်ပြီးလိုက်တော့တယ်ဘာဖြစ်ဆို B1 PB B2 တို့ရအောင်လို့ဆိုရင်အဲ့လောက်မှစကားပြောဖို့အတွက်ကိုချက်ပြီးတော့အခုအဲအဲ့ဒါတွေကို အဲ့ကျွန်တော် private class ကြီးစီစဉ်ပေးတယ်တဒန်းနဲ့မှကျောင်းသား2ယောက်လောက်ပဲထည့်ထားပေးတယ် level 2တဲ့ကလေးပေါ့2ယောက် B1 ကိုအခုဆိုရင် German စာဖွင့်တာဆိုတာ D တန်း5တန်းရှိပြီပေါ့ချက်ပြီးလို့တော်တော်အောင်မြင်မြင်နဲ့ဖွင့်နိုင်ခဲ့တယ်ဆိုတော့ yeah အဲ့ Germany နဲ့ပတ်သက်တဲ့ scholarship တွေ a scholarship တွေနဲ့ပတ်သက်ပြီးမွေးလာမှာချက်ပြီးရဲ့နောက်လာဒီလာပိုင်းမွေးနေ့မတိုင်ခင်မှာချက်ပြီးလို့ announce လုပ်သွားမယ်ပေါ့နော် or stage မှာအဲ့လိုမျိုးကျေးဇူးများကြီးတင်ပါတယ် ကိုလိုချင်တဲ့ goal ရောက်ဖို့ဆိုတာကိုယ့်ရဲ့ effort လေးလိုတယ်လို့နားနဲ့တကြွနေသူကိုနေရမယ်နားနဲ့တကြွနေသူကလည်းပြောတာလည်းအမပါကောင်းပါနိုင်တာဖြစ်တဲ့ကြောင့်လို့ကိုကိုယ်တိုင်လည်း research လုပ်တတ်ဖို့ပြင်ဆင်ပါအားလုံးပဲ good luck ပါ bye bye